စကင်ဖို့ဦးနဲ့စောင်းရမ်းချက်မဲ့မိုဘိုင်းလေဂျန် new hero အသစ် luffy အော်မဟုတ်ပါဘူး sora အခုအသစ်ထွက်ရှိလာမယ်ကျွန်တော် new hero အသစ်ကတော့ကျွန်တော် fighter assassin ဖြစ်ပြီးတော့သူရဲ့နာမည်ကတော့ sora လို့ခေါ်မှာပဲဖြစ်ပါတယ်မြင်တဲ့အချိန်မှာ luffy နဲ့ပုံနဲ့တော်တော်လေးတူနေတာကိုလည်းတွေးမြင်ရမယ်ကျွန်တော်အစမှပြောခဲ့တဲ့အချိန်မှာသူရဲ့စကေးကကိုးကုတောင်ပါတယ်ဖြစ်တဲ့အတွက်ကြောင့်မဟုတ်ခေါင်းကြီးတို့ရေ စကေးကိုကိုလုံးကဘာတွေလဲဘယ်လောက်ထိကျန်လဲဘယ်လောက်ထိမိုက်လဲဆိုတော့ချက်တော့ရှိုးရတော့ AC လေးပဲဟဲ့မယ် Let's go on ပထမအောင်ဆုံးအနေနဲ့သူရဲ့ passive သူရဲ့ passive ကတော့ enemy တွေကို damage ပေးလိုက်တဲ့အချိန်တိုင်းမှာသွေးတန်းအောက်မှာရှိတဲ့အဖြူတန်းလေးကတက်လာမယ်စတက်က၅ခုထိစူးလို့ရမှာဖြစ်ပြီးတော့6စက္ကန့်ကြာမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့သူရဲ့ passive လို့အချင်းချင်းပြောလို့ရတယ်ဗျာဒါပေမဲ့တခုရှိတာကကျွန်တော်တို့ creep day minion တွေကို damage ပေးတဲ့အချိန်မှာသူရဲ့ passive ကလုံးဝမတက်တော့ brother တို့နေတွေးမြင်ရမှာပဲဖြစ်ပါတယ်ဆိုတော့မို့ဒီ hero က hyper လုံးဝလုံးဝ solo များတဲ့ hero တစ်ကောင်လုံးပြောသွားမှာပဲဖြစ်တယ်သူရဲ့ scale 1 scale 1က3000ပါတာဖြစ်တဲ့ကြောင့်ကျွန်တော်ကွဲအောင်မလို့ yoyo scale 1လို့နာမည်အစားသုံးလိုက်မယ်ပေါ့နော်သူရဲ့ yoyo scale 1ကမြင်တဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ enemy တွေကို bear white လက်သီး၊ညာ white လက်သီး ကျွေးမယ်ပြီးပြီဆိုတာနဲ့ခုံပြီးတော့အတန်းလိုက်ကြီးထိုးလိုက်မှာပဲဖြစ်ပါတယ်အတန်းလိုက်ကြီးထိုးလိုက်တဲ့အချိန်မှာမြင်းတဲ့အတိုင်းပဲတဒန်းလုံးမှာရှိတဲ့ enemy တွေကိုဒါမိတ်ဖေးနိုင်မှာပဲဖြစ်ပါတယ်ဒေါ်လီကတော့တော်တော်လေးကိုမိုက်တယ်လို့ကျွန်တော်အနေနဲ့ပြောရမယ်ဒီတဲ့ပုံမိုက်တဲ့ချက်ကဘာလဲဆိုတော့ဘယ်ဝိုက်လက်တီညာလဝိုက်လက်တီကျွေးပြီးတဲ့အချိန်မှာကျွန်တော်အတန်းလိုက်ထိုးမှာကိုနေရာရွှေ့လို့ရတာပဲဖြစ်ပါတယ်ဆိုရမို့ဒါလီကတော်တော်လေးကို ဖိုင်းတယ်လို့ပြောရမယ်။ PP ဆိုတာ ਨੇ သူ့ရဲ့စကေးဝမ်းကိုအသုံးပြုမယ်ဆိုရင်မြင်တဲ့အတိုင်းပဲစတက်က၃ခုတောင်ရမှာပဲဖြစ်ပါတယ်။ဆိုတော့လို့စတက်ပြေးဖို့အတွက်နောက်ထပ်၂ခုပဲလိုပါတော့တယ်။စကေးဝမ်းနဲ့၃ခုပြည့်နေပြီဆိုတော့ Oh my god တော်လေးကျန်းနေပြီ။သူ့ရဲ့စကေးတူစကေးတူကလည်းပဲ၃ခုတောင်ပါတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အနေနဲ့ယူယူစကေးတူလို့နာမည်အစားသုံးလိုက်မယ်ပေါ့နော်။သူ့ရဲ့ယူယူစကေးတူကတော့ကျွန်တော် Cool Fra နဲ့နည်းနည်းလေးစင်နေပြ။လမ်းမီခုံလိုက်တယ်ပေါ့နော်။ဘလင်းပုံစံလို့ကျွန်တော်အနေနဲ့ပြောရမယ်။တခုရှိတာက enemy ကရှေ့မှာခဲနေတယ်ဆိုရင်အဲဘယ်လိုပြောမလဲအဆုံးထိမသွားဘဲနဲ့အဲ့ enemy မှာပဲရက်သွားတယ်ပေါ့နော်။မြင်တဲ့အတိုင်းပဲစကေးတူကိုထိအောင်သုံးနိုင်မယ်ဆိုရင် enemy ကဆလိုးသွားမှာပဲဖြစ်ပါတယ်။ဆိုရမလို့ဒါလေးမကသေးဘဲနဲ့ကျွန်တော်စကေးတူကို enemy ကိုထိအောင်သုံးနိုင်မယ်ဆိုရင်သူ့ရဲ့စကေးတူဘူးတောင်းကအဲ2စက္ကန့်ရော့သွားမှာပေါ့နော်။ဒါလေးကလည်းမစိုးဘူးလို့အနေနဲ့ပြောရမယ်။အဲပြီးပြီဆိုတာနဲ့သူ့ရဲ့စကေးတူကို enemy ကိုအလေတကျထိနိုင်မယ်ဆိုရင်ကျွန်တော်စတက်နှစ်ခုရမှာဖြစ်ပြီးတော့ enemy ရဲ့ဘေးသားလေးကိုပဲထိမယ်ဆိုရင်ကတော့စတက်ကတော့တစ်ခုပဲရမှာဖြစ်ပါတယ်။ဆိုရမလို့စကေးတူလေးကလည်းမစိုးဘူးလို့ပြောရမယ်။အားလုံးသိချင်နေကြတယ်သူ့ရဲ့ AD main AD main ကနည်းနည်းလေးရှုပ်တယ်ဗျာ။တေချာလေး နားထောင်မှုတော့ကျွန်တော်အကြံပေးတယ်ဆိုတော့ပထမဆုံးအနေနဲ့ဘာလို့သိထားမှာသူရဲ့စက်တက်၅ခုပြည့်ပြီဆိုတာနဲ့အဲဒီမိတ်ကပွင့်သွားမယ်ပေါ့နော်ပထမဆုံးအဆင့်အဲဒီမိတ်ပွင့်သွားတဲ့အချိန်မှာဘရာသာတို့အနေနဲ့အဲဒီမိတ်ရဲ့ဘယ်ဘက်ကိုဆွဲမလားညာဘက်ကိုဆွဲမလားဆိုတဲ့ပုံမှာမူတည်တယ်ဘယ်ဘက်ကိုဆွဲလိုက်မယ်ဆိုရင်တန်တန်စတိတ်ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်မိုဂျိုစတိတ်ပုံစံမျိုးပေါ့နောက်ထပ်ကျွန်တော်တို့ဒီညာဘက်ကိုဆွဲလိုက်မယ်ဆိုရင် torrent စတိတ်ဆိုပြီးဖြစ်သွားတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ passive ပြေးလို့အဲဒီဖွင့်မယ်ဆိုရင်တော့မှ ဘယ်ဟူဆွဲရနဲ့ညာဟူဆွဲရနဲ့ဆိုပြီးနှစ်ခုကွဲအောင်မှာပဲဖြစ်ပါတယ်ကျွန်တော်ဘာသာတော်အနေနဲ့နည်းနည်းလေးတော့ခေါင်းစားရှုပ်တော့မယ်လို့တော့ကျွန်တော်ကထင်တယ်။ Okay ဆိုတော့ကျွန်တော်တို့ဘယ်ဟူဆွဲမယ်ဆိုရင်ဖြစ်သွားမယ်။ Thunder Stage ရဲ့ပုံစံကိုကျွန်တော်ချက်ပြပြပေးမယ်ချက်ရှုစက်တ5ခုပြည့်လို့ကျွန်တော်တို့ဘယ်ဘက်ကိုဆွဲလိုက်မယ်ဆိုရင် Thunder Fang ဖြစ်ပြောင်းလဲသွားမှာ ဖြစ်ပြီးတော့ Thunder Fang ပြောင်းလဲသွားတာနဲ့ပြိုင်နဲ့သူ့မှာရှိတဲ့ Extra HP တွေအကုန်လုံးကကိုယ်ကြီးအကုန်လုံးက Physical Attack ဖြစ်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။မြန်မာလူနားလည်အောင်ပြောရမယ်ဆိုရင်ကတော့ပို့ပြီးတော့ န်ပြီးပူချမ်းလာမှလို့ပြောချင်တာညာဒါလေးမပြီးသေးပဲနဲ့ကျွန်တော်တို့ movement speed ရမယ်ပြီးပြီဆိုတော့ attack speed ရောရမယ်ပြောချင်တာကအကုန်လုံးမြန်လာမှလို့ပြောချင်တာ ကျွန်တော်ဓာတ်ရင်မပြီးသေးပဲနဲ့ကျွန်တော်သူ့ရဲ့ scale 1နဲ့ scale 2ကလည်းကြောင်းဝဲသွားမှာပဲဖြစ်ပါတယ်ဆိုတော့မို့သူ့ရဲ့ scale 1ကြောင်းဝဲသွားတဲ့ standard stage ရဲ့ scale 1ကိုကျွန်တော်စပြီးပြောမယ်တော်လင်းကရိုးရိုး scale 1အခုက standard stage ရဲ့ scale 1ကျွန်တော်မြင်တဲ့အတိုင်းပဲကျွန်တော်ဘယ်ဝိုင်းလက်တီညာဝိုင်းလက်တီကို၅ချက်တိတိလေးလေးမြန်မြန်ကျွေးမှာပဲဖြစ်ပါတယ်ပြီးပြီဆိုတာ ਨੇ game ဆိုပြီးအတက်လိုက်ကြီးခိုးမယ်ပေါ့နော်အဲကျန်တဲ့ဥစ္စာတွေအကုန်လုံးကတော့ကျွန်တော်ရိုးရိုးဥစ္စာနဲ့အတူတူပဲဒါတို့မြင်တဲ့အတိုင်းပဲကျွန်တော်ချက်စမ်းပြပေးထားတယ်ပေါ့နော် ကျွန်တော်တန်နာစတေးမှာရှိနေတဲ့သူ့ရဲ့စကေတူးကိုကျွန်တော်ထပ်ပြီးရှင်းပြပေးမယ်။သူ့ရဲ့စကေတူးကတော့ရိုးရိုးစကေတူးနဲ့အတူတူပဲလို့ပြောရမယ်။ဒါပေမဲ့ပိုကောင်းပါလေ။ပုံစံလေးတွေကြောင်းလဲသွားတယ်မြင်တဲ့အချိန်ပဲပေါ့နော်။ဆိုရင်တော့ကျွန်တော်တို့စကေတူးကိုသုံးလိုက်ပြီးဆိုရနဲ့ရှီယာရှိနေတဲ့လူကိုသူက view site တော့မှမဟုတ်ဘူး။နောက်ထဲဒီဒိန်းဆိုပြီးခုံသွားမှာပဲဖြစ်ပါတယ်။ဆိုရင်တော့သူခုံသွားမယ့်နေရာတိခုံသွားမယ်။အဲအဓိကအားသာပဲပေါ့နော်။တခြားဥစ္စာတွေကတော့ရိုးရိုးစကေနဲ့အတူတူပဲ။အဲဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီမျိုးထိအောင်ခုံနိုင်မယ်ဆိုရင်အဲကျွန်တော်တို့2စက္ကန့်ကူတောင်းလျှော့ပေးမယ်။ပြီးပြီးဆိုရနဲ့အဲ့ဒီမျိုးထိအောင်ခုံနိုင်မယ်ဆိုရင်ကျွန်တော် ော်တွေ၁၂နှစ်ခုရမယ်နည်းနည်းလေးပဲဘေးဘေးလေးပဲထိမယ်ဆိုရင်ကျွန်တော်ဆက်တက်တစ်ခုပဲရမယ်တစ်ခုရှိတာကကျွန်တော်တွေအခုချိန်ကြီးနိုင်ရန်ကိုခုံကြော်လို့ရမှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့မို့သူရဲ့စကြေတူးကအဲကျွန်တော်နိုင်ရန်ရောခုံကြော်လို့ရမှာမဟုတ်တဲ့ကြောင့်ဒါကြီးကတော်တော်လေးမမိုက်ဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ကဲကျွန်တော်တို့တန်နဲ့ stage ရဲ့ ultimate ကိုကျွန်တော်ဆက်ပြီးပြောမယ်ရိုးရိုး ultimate ထက်ဒါကပိုပြီးတော့လဲနေပေါ့နော်မြင်တဲ့အတိုင်းပဲတန်နဲ့ stage ရဲ့ ulti ပွေမိုးတော့ကစက်တက်၅ခုရှိနေမှရမယ်စက်တက်၅ခုပြည့်သွားပြီဆိုတာနဲ့မြင်တဲ့အတိုင်းပဲ၃လိုက်ပြီဆိုတာနဲ့ကျွန်တော်ဝမ်းဝမ်းလိုမျိုးပဲ label ခုံတက် ်ပေါ်မှာပဲဖြစ်ပါတယ်ခုံတက်ပြီးတော့မြင်တဲ့အချိန်ဒီမှာတော့ထိုးမှာပေါ့နော်ဒါပေမဲ့ဝမ်ဝမ်နဲ့စင်မဲစင်တာဝမ်ဝမ်လိုမျိုးတော့မဟုတ်ဘူးဝမ်ဝမ်ကလိုမျိုးမြင်မှလိုကြီးပတ်ပြစ်လို့ရတယ်သူကတော့လိုမျိုးပတ်ပြစ်လို့မရဘူးနော် direction တစ်ဖက်သေးကနေပဲဒီလိုဒိန်းဒိန်းထိုးမှာနေရာရွှေ့လို့ရတာပဲရှိတယ်ပေါ့နော်ကျွန်တော် brother တို့အနေနဲ့ဒီတန်တန်း stage ရဲ့ edit mate ကိုဘယ်လိုလဲကြိုက်လားမကြိုက်ဘူးလားဆိုတော့ကိုမောမှာချက်တော့ရေးပေးခဲ့ပါကဲ standard stage ကိုပြောပြီးသွားပြီဆိုတော့ကျွန်တော် torrent stage ကိုပြောမှရမယ် torrent stage ကိုဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော် yoyo edit mate ပေါ့နော်ကျွန်တော်တွေ passive step ၅ခုဖြည့်သွားတဲ့အချိန်မှာကျွန်တော်တွေညာဘက်ကိုတစ်ချက်ဆွဲလိုက်ဆွဲလိုက်ပြီးဆိုတော့နည်းနည်း time ပဲကျွန်တော် torrent form ကိုပြောင်းသွားမှာပဲဖြစ်ပါတယ် torrent form torrent stage ကြိုက်တာပြောလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့အဆင်ပြေရပဲပြောသွားမယ်ဆိုတော့ကျွန်တော် torrent stage ကိုပြောင်းသွားပြီးဆိုတော့နည်းနည်း time ပဲဘေးထဲမှာရှိ enemy ကိုဒိန်းဆိုပြီးဆွဲဆုလိုက်မယ် ဒမ်းမီပေးမယ်โอเคလားတော့မသိဘူးလက်ကြီးနှစ်ဖက်လိုမျိုးကြီးမြန်မာလိုကြီးထွက်လာမယ်ပေါ့နော်တော်လေးတူပါတယ်ပေါ့နော်ကျွန်တော်လူဖီနဲ့တော်တော်လေးကိုတူတယ်သူ့အတွက်ပဲလို့ပဲဒါငင်းစရာကိုမရှိဘူးပေါ့နော်ဆိုရအောင်ဘာသာလို့ညင်းတဲ့အချိန်ပဲပုံစံကလည်းတော်တော်လေးမိုက်တယ်သူရဲ့အာနီတင်ကပါလဲဆိုတော့ကျွန်တော်တို့တန်တာ stage နဲ့ဆက်ညင်ပတ်ပြဘာကိုပြောချင်တာလဲဆိုတော့ physical attack တွေအကုန်လုံးကိုသူက mass အ HP နေနဲ့ပြောင်းပြီးသွားမှာပဲဖြစ်ပါတယ်ပြောချင်တာကမြန်မာလိုပြောမယ်ဆိုရင်များသွေးပိုများလာမယ်တက်ရတာ enemy ကကိုယ့်ကိုတက်ရတာပုံပြီးခတ်လာ ဒါပါပဲပေါ့နော်မာလေလို့တော့ပြောလို့မရပါနဲ့မာလေလို့လည်းပြောလို့ရပါတယ်သွေးပူများလာတော့မာတာပဲဒါပါပဲပေါ့နော်ဆိုတော့မသူ့ရဲ့ form ကတော့10 second 10 second တိတိကြာမှာပဲဖြစ်ပါတယ်ဆိုတော့ brother တို့အနေနဲ့ဒီ form တစ်ခုပြောင်းလိုက်တိုင်းပြောင်းလိုက်တိုင်းမှာ तू က limit ရှိတယ်10 second ပဲကြာမယ်ဆိုတော့10 second နဲ့မှလုံးဆရာရှိရလို့ okay လား foreign stage မှာရှိရသူ့ရဲ့ scale one ကိုအရင်ဆုံးရှင်းပြမယ်ရိုးရိုး scale one နဲ့တူတယ်ပေါ့နော်ကျွန်တော်တို့ဘယ် white လက်တီကျွေးမယ်ညာ white လက်တီကျွေးမယ်ပြီးပြီဆိုတာနဲ့ချစ်ကိုဒိန်းဆိုပြီးထိုးလိုက်မယ်ဒါပေမဲ့တစ်ခုစိတ်မကောင်းစရာတစ်ခုကပါလဲဆိုတော့ သူကလုံးဝနေရာရွှေ့လို့ရတော့မှာမဟုတ်ဘူးရိုးရိုးစကေး101ဆိုရင်ကျွန်တော်နေရာရွှေ့လို့ရတယ်ဒီမှာတော့နေရာလုံးဝရွှေ့လို့ရမှာမဟုတ်ဘူးဒါပေမဲ့ သူ့ရဲ့ skill one လက်တီတုံးလိုက်တဲ့အချိန်မှာဘယ်ဝိုက်လက်တီညာဝိုက်လက်တီ enemy ကိုထိအောင်တော့ enemy က slow တော့မှာပဲဖြစ်ပါတယ်ပြီးပြီးဆိုရနဲ့သူ့ရဲ့ dead လက်တီ dane ဆိုပြီးတွေးလိုက်တဲ့အချိန်မှာထိရဲဆိုရင်လည်းပဲ stand တော့မှာပေါ့နော်ဆိုရဲတောင်မှပြောနေတာပါလဲဆိုတော့လုံးလုံးချာချာလုံးလုံးမရဘူးလေးသွားမယ်ဒါပေမဲ့လည်းထိတဲ့လူတွေက slow pack နဲ့ stand တွေကိုခံစားရမယ်ဆိုတော့သူ့ရဲ့ skill one ကသူ့ found နဲ့သူတော့ဟုတ်အောင်လေးလုပ်ပေးထားတယ်လို့တော့ကျွန်တော်ထင်တယ်တော်တော်လေးလဲမိုက်တယ်လို့ထင်တယ်ဒီထက်ပိုမိုက်တာကျွန်တော် torrent found ရဲ့ skill 2ပြအဲ့ torrent found ရဲ့ skill 2ကကျွန်တော်ရိုးရိုး skill တူးနဲ့အဲပုံစံကစင်တလိုလိုနဲ့မစင်ဘူးဘာလဲဆိုတော့ brother တို့ကျွန်တော်စမ်းပြတိုင်းမြင်တဲ့အတိုင်းပဲစကေးတူးကိုသုံးလိုက်မယ်ဆိုရင်လမ်းမှာရှိတဲ့ enemy ကိုကိုနဲ့တပါးတည်းခေါ်သွားတယ်ပေါ့နော်ခေါ်သွားပြီးပြီဆိုတာနဲ့ enemy ကို airborne effect ပေးမှာပဲဖြစ်ပါတယ်ဆိုတော့မပြောချင်တာကတော့ စတန်နီရောအဲဘုံနေရောဆိုတော့တော်တော်လေးစိုးနေပြီလို့ကျွန်တော်တို့ပြောမယ်ကြီး။ Oh my god ဒါကြီးကတော်တော်လေးကိုကျဲနေဆိုတော့မသူ့ရဲ့အမ်ဘယ်လိုမှမကျွန်တော်တော်ရန်ပေါင်စကေ2စကေ1ကကျွန်တော်တို့စတန်နီအဲဘုံနေစလိုးဖက်တွေနဲ့ပြည်နေမှာပဲဖြစ်ပါတယ်။ကဲစကေ1စကေ2ပြီးပြီဆိုတော့ကျွန်တော်တော်ရန်စတေ့ချ်ရဲ့အဲတီမိတ်ကိုကျွန်တော်တစ်ချက်ပြောပြမယ်ပေါ့နော်။သူ့ရဲ့အဲတီမိတ်ကတော့မြင်းတဲ့အတိုင်းပဲကျွန်တော်ပက်စစ်စက်တက်5ခုပြည်ပြီဆိုတာနဲ့အဲတီမိတ်အစ်စ်တစ်ခုထပ်ပွင့်လာမယ်။ဒါကပုံမှုမြောက်အဲတီမိတ်ပေါ့နော်။ဒီအဲတီမိတ်ကြီးပွင့်လာပြီဆိုတာနဲ့3လိုက်မယ်။3လိုက်မယ်ဆိုတာနဲ့သုံးသန်နိုင်မယ်။ လေပေါ်တက်မယ်ပြီးပြီဆိုရင်ဒိန်းနေနေဆိုပြီးထိုးမယ်ပေါ့နော်ဆိုတော့မလို့တခုရှိတာကဘာလဲဆိုတော့ဒီလိုမျိုးအထိုးခံရမယ်ဆိုရင် enemy က slow effect ကိုခံစားရမှာပဲဖြစ်ပါတယ် oh my god ဒါတွေမကားသေးဘူးကျွန်တော် damage ပါထိမယ်ပေါ့နော်ကျွန်တော်တော်တော်ကြီးစိုးတယ်ကျွန်တော်တို့ enemy တွေရော scale 1တွေရော scale 2တွေကတော်တော်လေးကိုစိုးတယ်ပေါ့နော်ဆိုတော့မို့ brother တို့အနေနဲ့ဒီ founding ကိုနားလည်မယ်လို့မျှော်လင့်နေအခုကျွန်တော်ပြောသားတာကအသေးစိတ်မကြသေးဘူးပေါ့နော်ဒီ hero ကလည်းတကယ်လက်တွေ့ထွက်လာတာမရှိသေးဘဲနဲ့သူက advance server မှာပဲရှိနေသေးတယ် original server ကိုတော့မကြခင်ရောက်ရှိလာမယ်ပေါ့နော်အဲရောက်ရှိလာတဲ့အချိန်ကျမှကျွန်တော်အသေးစိတ်လေးထပ်ပြောပြမယ်အခုကတော့ကျွန်တော်သိသလောက်ကျွန်တော်မြင်သလောက်လေးကိုပြပြတော့တာဖြစ်တဲ့ကြောင့်မလိုအပ်ချက်တွေတော့အများကြီးရှိအောင်မယ်ဆိုတော့အကြမ်းများဖြစ်ပြန်ချုပ်ပြောအောင်မယ်ဆိုရင်ဒီ hero ကကျွန်တော်တို့ skill ပိုးကူတိတိပါဝင်နေကျွန်တော်တို့ skill တစ်ခုချင်းစီကကျွန်တော်တို့ form ၃မျိုးပြောင်းသွားပြီဆိုတာနဲ့ skill တွေကပြောင်းလဲသွားတာပဲဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ ဒီကောင်ကိုင်မယ်ဆိုရင်တော့နည်းနည်းလေးအာယုံစိုက်ဖို့တော့လိုတယ်။တအားကြီးခတ်နေတာမျိုးမဟုတ်ပေမဲ့ကျွန်တော်မတ်ရမာလေးတော့နည်းနည်းလေးများတယ်ပေါ့နော်။ပြီးကြတော့ဒီဟီးရိုးကတော်တော်လေးကိုပြည့်ပြည့်စုံတဲ့ဟီးရိုးတစ်ကောင်လို့ကျွန်တော်ပြောရမယ်။ Diamond လေးသူကတော့ Hyper Solo မရအောင်လုပ်ပေးထားတယ်ပေါ့နော်။ဆိုရဲမို့ Hyper Solo လာရမယ်ဆိုရင်တော့တော်တော်လေးစိုးသွားမယ်။စိုးယူထက်ကိုပိုကျမ်းသွားမယ်လို့ကျွန်တော်အနေနဲ့ပြောချင်တာ။ Sean Brother တို့ရောဒီဟီးရိုးအစ်စ်ကိုဘယ်လိုမြင်လဲ ဘလို့ချင်းလဲဆိုတော့ကိုမောင်ကတစ်ချက်ရေးပေးခဲ့ပါတီဂျာဘောကတော့ကျွန်တော်ထင်တယ်ဒီဟီးရိုးကတော့လူဗီတက်ပဲထွက်လာမယ်ဆိုမလို့လူဗီအတွက်ကတော့အများကြီးအများကြီးကိုလှုပ်ပေးထားတယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ဆိုတော့ brother တို့နေရောဒီ video ကြည့်နေတဲ့မှာကျွန်တော် one piece fan တွေဘာညာရှိတယ်ဆိုရင် brother တို့နေနဲ့ဘလို့မြင်လဲဒီဟီးရိုးအစ်စ်ကို တိုင်မှာကြိုက်ကြရလားဆိုတော့ဖုန်းမမှာချက်ရေးခဲ့ပေးပါဆိုတော့ကျွန်တော်ကအခုမှဗီဒီယိုတွေပြန်လုပ်နိုင်တာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အမားတွေပါသွားရင်လည်းတောင်းပန်ပါတယ်ကျွန်တော်ဒီဗီဒီယိုကပြည့်စုံမှာမဟုတ်သေးဘူးပေါ့နော်ကျွန်တော်အနေနဲ့ intro ပုံစံမျိုးပဲသွားထားတာဖြစ်ကြောင့်မို့ rather တို့အနေနဲ့တိတိကျကျပြည့်ပြည့်စုံစုံပြင်နေဆိုရင်တကယ် original server ရောက်လာမှပဲကျွန်တော်ကအဲအသေးစိတ်တင်ပြောပြမယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့တော့ကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့အောင်ချင်းကျေးဇူးများကြီးတင်ပါတယ် အားလုံးပဲဖိုင်မှန်ပါခင်ဗျာကဲကျွန်တော်ဒီဗီဒီယိုလေးအဆုံးမသက်ခင်ကျွန်တော် new hero ကိုကျွန်တော်မဝဲရသေးဘူးဗျအဲ့တော့ကြောင့်မကျွန်တော် new hero လေးကိုတစ်ချက်မဝဲလဲအောင်မယ်ပေါ့နော်ကျွန်တော် van ဆောက်ပါမှာတော့စမ်းကြည့်ပြီးသွားပြီဒါပေမဲ့ကျွန်တော်ဒီမှာတော့မစမ်းရသေးဘူးဆိုတော့ကြောင့်မကျွန်တော် new hero လေးကိုသွားပြီးဝယ်လိုက်မယ်အော်ပုံမှန်အဖြစ်ဆိုရင်မြန်မာလူကြီးဝယ်ရတယ်ဆိုရင်ဒီမှာဆိုရင် diamond နေနဲ့ရောကျွန်တော်တို့ အာ battle point နဲ့ရောရွေးချယ်ပြီးဝယ်ယူလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ battle point နဲ့ပဲဝယ်လိုက်မယ်အားလုံးလည်းအဲ့လိုပဲဝယ်မယ်လို့ထင်တယ်ပေါ့နော်ဟဲ့ဟဲ့ဒါပေါ့တော့ဘယ်သူကသုံးမှာတော့နော် okay ဆိုတော့ကျွန်တော်အနေနဲ့ဒီအဲဟိုဟာနေမကပဲနဲ့ကျွန်တော်ရောင်းချယ်စကင်လေးပါတခါတည်းသိမ်းမယ်ပေါ့နော်အဲကျွန်တော်ကတော့ဒီတိုင်းမြန်မာလူကြီး diamond နဲ့မဝယ်ပဲနဲ့ကျွန်တော်ငါဘာသွားလို့မလဲဆိုတော့အဲလေဒါနဲ့ jam ဖန်လေးပေါ့နော်ကျွန်တော် ticket လေးနဲ့သွားပြီးတော့လဲမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်စေကက်အရင်သုံးပြီးတော့ကျွန်တော်လဲကြည့်မယ်ပေါ့နော်ချက်ရှိုးလဲအားရပါတော့ ။နောက်ဆိုင်ကနေတော့နှခါလေးပေါက်သွားတယ်။ Oh my god online လား။အိုးမမုတ်တဲ့နေရာကြာကဲကောင်းတယ်နော်။နော်ဒီလိုမျိုး second AG တွေပေါက်ရင်ကြတော့ကဲမကောင်းလို့အဆင်မပြေဘူး။ဟာဘရိုကျွန်တော်အနေနဲ့ဒီ second year ရောက်သွားပြီဆိုတော့ကျွန်တော်နည်းနည်းလေးသွားဆမ်းမယ်ပေါ့နော်ကျွန်တော်တကယ်တော်နေရပြောတဲ့အတိုင်းပဲ original စာပေါ်မှာကျွန်တော်တစ်ခါမှမဆန်းကြည့်ရသေးဘူးအဲ့တော့ကျွန်တော်နည်းနည်းလေးတော့ဆမ်းမယ်ပေါ့နော်အဲဒီ hero ကတော့ကျွန်တော် mass man hero ဆိုတော့ကျွန်တော်ဆိုကြီးကလေးကဆမ်းဘူးပီတာ အဲတခုရှိတာကသူကစတက်နဲ့အလုံးလုံးတယ်ပေါ့နော်ဆိုရဲကြောင့်မို့ကျွန်တော်တို့ဒီ original server မှာရောက်ရင်တော့ဘယ်လိုမျိုးပြောင်းလဲသွားလဲဘာလေးထူးခြားလာလဲဆိုတော့ကျွန်တော်နည်းနည်းလေးတော့ကြည့်အောင်မယ်ပေါ့နော်အာပုံမှန်တွင်နေရတော့အများကြီးပြောင်းလဲထားတာမျိုးမရှိဘူးပေါ့နော်ဆိုရဲကြောင့်မို့ချက်ရှုံးမယ်ဆိုတော့ပြင်အာကျွန်တော်ရောင်းချေစကေနဲ့ရိုးရိုးစကေနဲ့တော်လေးกว่าတယ်ဗျဒီမှာကြည်ရတဲ့ပုံစံအရပေါ့နော်ဆိုရဲကြောင့်ပေါ့အရောတော့အများကြီးမกว่าပါဘူး အရောတော့တူလို့ငါလိုလိုပဲကျွန်တော်ကြောင့်ကျွန်တော်အနေနဲ့တစ်ချက်လေးတွားပြီးရှိုးမယ်ခဏလေးစောင့်မိပါကောင်းလို့အဲကျွန်တော်ဒီဟော်မုန်းလေးတွေဖွင့်မယ် mass hb no cd ဘာညာတာကာတယ်လို့လေးလုပ်မယ် okay ပြီးပြီဆိုရင်ကျွန်တော် visit တက်လေးချက်ပြင်ကြည့်ပါတော့ okay ဒါဆိုရင်လာကြကောင်းတယ် mass man တကောင်းလို့ပဲကျွန်တော်အနေနဲ့ပြောအောင်မြင်တဲ့အချိန်မှာကျွန်တော်စတက်စုရမယ်ပေါ့နော်စတက်ကိုမှကျွန်တော်တို့ကဘယ်လောက်ထိစုလို့ရလဲဆိုကျွန်တော်အဲ့ဒီမှာမတ်မိတာ40လားမသိဘူးတေချာတော့မမတ်မိတော့ဘူးဗျာ ကျွန်တော်ဒီမှာတော့မစုကြည့်တော့ဘာလို့လဲဆိုတော့စက်တက်တွေကြာကြီးစုနေရမှာဆိုလို့ဆိုရမို့ညီနေတိုင်းမှာကျွန်တော်တို့တွေက BC အတက်ပြီးမယ်ဆိုရင်အာစက်တက်လေးတွေတခုချင်းစီတက်မယ်ဒါပေမဲ့ဒီစက်တက်ကတကယ်စက်တက်မဟုတ်သေးဘူးပေါ့နော်အဲ့အဲ့အတန်းကြီးတခုလုံးအကောက်ကြီးတခုလုံးပြည့်သွားမှာအာစက်တက်တခုပြည့်တာပေါ့နော်ဒါကျွန်တော်မှတ်မိသလောက်အမ်ပြီးတော့ဒီမှာညီနေတိုင်းမှာ Creative Minion နေပါရှင်လို့ပြောမှာ Oh my god ပြောရင်ကျွန်တော်မြင်တဲ့အတိုင်းပဲအဲ jungle creep တွေကိုဖြစ်တဲ့အချိန်မှာအဲစတက်မတက်ဘူးပေါ့နော်အဲကျွန်တော်တကယ်မီနီယံလေးတွေရှင်းရင်တော့ဘယ်လိုလဲဆိုတော့မသိဘူးကျွန်တော် brother တို့အနေနဲ့တကယ်မီနီယံရှင်းနေဆိုရင်စတက်တက်လားဆိုတော့တစ်ချက်တော့လမ်းငယ်ပြီးနေပေါ့နော်မြင်တဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာအဲစတက်တက်ဖို့တက်ဖို့တက်ကတော်တော်လေးရုန်းကန်လာ Oh my god mm ဟိုတော်တော်လေးရုန်းကန်လာပဲဆိုတော့ကျွန်တော်အားလေးမှာတော့ကြမ်းမှုမဖြစ်နိုင်တဲ့မက်ဆမန်းတစ်ကောင်လို့ပဲကျွန်တော်ပြောရမယ်ဗျာ ကျွန်တော်တို့ရင်လေကင်းကြီးသွားမယ်စတက်ပြည့်စုထားမယ်ဆိုမှပဲကျွန်တော်တို့အနေနဲ့ဒီဟီးရိုးကကျမ်းပါပေါ့နော်ဆိုတော့တကယ်လို့ brother တို့အနေနဲ့ဒီဟီးရိုးကတကယ်လက်တွေ့မှာအမ်ကျွန်တော်တို့ရင် make game လောက်ကြီးကိုအချိန်ယူပြီးတော့ fan ရမယ်စတက်တွေစူးရမယ်ဟီးရိုးတကောင်ဆိုတော့ နည်းနည်းလေးတော့ခွာကြမယ်ဗျဆိုတော့ brother တို့အနေနဲ့တမ်းပြီးကြမ်းလို့တော့မရဘူးတကယ်လက်တွေ့မှာတော့ဗောနော်ဆိုတော့မနည်းနည်းလေးရှာမယ်ပြီးတော့သူ့ရဲ့ AD main နဲ့ skill 2ကိုမြင်နေတိုင်းတွဲသုံးမယ်ဆိုရင်ဝိုင်းကြီးပတ်ပတ်တူဝေဝေကားလို့ရတယ်ဒါအရနည်းလေးကိုစားတယ်ဒါပေမဲ့လည်းဒီလိုမျိုးလုလိုက်တာက enemy ကိုဖမ်းရပြီးတော့ကိုယ်ကိုခတ်စီရဲဗောနော်ဆိုတော့မို့လေကင်းကြရင်တော့တော်လေးချီဆိုးမဲ့မဆမန်းတကောင်လို့ပြောရမယ်ဗျဒါပေမဲ့လီလာရူးလောက်ဂျမ်းမလားဆိုတော့တကယ်လက်တွေ့မှာတော့မဂျမ်းတော့ဘူးလို့တော့ထင်တယ်ဗောနော်ကျွန်တော်တစ်ချက်ရိုးလိုက်တဲ့ချိန်ဘာလို့လဲဆိုတော့လီလာကသူ့နာမကတ်ခင်လက်ချက်တော့၃ချက်တော့ပြစ်လိုက်ရင် ကရောနေလောက်ပဲပေါ့နော်โอเคဆိုတော့မလို့ဆိုပါဦး brother လို့ရောဒီ video ကိုကိုယ်ကြီးလည်းပုံမှန်ချက်ကြည့်ခဲ့ပြီးပါဦး